Hello ချစ်ရတဲ့ Beauty Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ရဲ့ညပိုင်းသတင်းတွေကျွန်တော်နဲ့အတူတွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်သတင်းဗီဒီယိုတွေမတွားခင်မှာဒီညနေပိုင်းမှာတက်လာတဲ့သတင်းလေးတွေကျွန်တော်တင်ဆက်ပေးချင်ပါတယ်ခင်ဗျာ ကဲပထမဦးဆုံးလူရီတူရှင်တဲ့တဲ့ဘုတ်ကတော့တောင်အုပ်ကလာပါတစ်စိမ့်ရက်ွက်ယုံလက်ပြပုံပြမိုင်းခွဲခံရပြီးပြူစော်ဒီနှစ်ကောင်နဲ့ရဲတကောင်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့တော့လက်ပြပုံပြခံရပြီးတော့ဘယ်သူကပြစ်သွားလဲဆိုတာတော့သူတို့အခုချိန်ဒီစုံစမ်းလို့မရသေးဘူးလို့သိရပါဘောနော်။အဲ့ဒီအဲ့မှာဆိုရင်ယုံထဲမှာသူတို့တွေကင်းပတ်ဖို့စုနေခြင်းကိုစောင့်ပြီးအထဲဝင်အောင်ပြစ်ခဲ့တာပါတဲ့။မိုင်းရောဘုံရောယုံထဲပောက်ကွဲသွားတယ်အထိခိုက်များတယ်တိရ နောက်ထပ်သတင်းပုတ်ကလည်းမင်းကင်းမြို့နယ်မှာရွေးကောက်ပွဲဝင်ပါကလောက်ကျန်တက်ပြက်ခံရနိုင်တဲ့ဖြင့်မင်းကင်းမောင်မြင့်ကနေပြည်တော်စပြုတီတီမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနေသားရှင်ပြိုင်တော့မယ်လို့သိရပါတယ်။အဲတော့အားလုံးသိတဲ့အတိုင်းပဲဒီမင်းကင်းမောင်မြင့်ဆိုတဲ့ကောင်ကအခုဆိုရင်သူ့နယ်မှာသူ့တော်မှမပြိုင်ရဲဘူးပေါ့နော်။သူ့ရဲ့သူ့အလျှော့ခံမှာဆိုသိနေတယ်ပေါ့နော်။အဲတော့ဘလောက်ထိသူ့နယ်မှာလူတွေကိုသူဘလောက်ဒုက္ခပေးလဲဆိုတာဒါကြည့်သိတာပါပဲနော်။ နောက်ထပ်တင်ပြပုတ်ကလည်းရဲထွက်အုပ်ကြီးနဲ့လူမိုက်အဖွဲ့ရှိတဲ့မြောက်အုပ်ကလာ22ရက်ွက်ရုံကိုဖောက်ခွဲတိုက်ခဲ့တယ်လို့သိရတယ်အဲ့အုတ်ကြီးကအရင်ကရဲတဲ့ရဲကနေထွက်ပြီးအုတ်ကြီးနေရာဝင်ပြီးရက်ကကနေပြည်သူတွေကိုလူဘာဝအနိုင်ကျင့်နေတာပါတဲ့ကျွန်တော်တို့စီတာဝန်တိပြည်သူသတင်းပေးချက်တွေရအောင်ချုပ်ရေးမှုတော်တော်များများရဲ့အချက်လက်တွေအသေးစိတ်ရထားတယ်အဲ့ဒါမှလူဘာဝကျင်သလောက်မဟုတ်ပါဘဲဆင်ကျင်ပါမဆင်ကျင်တော့ကျွန်တော်တနေ့နေ့ရောက်လာခဲ့မှာဆိုပြီးမှဒီလိုမျိုးအုတ်ကြီးတွေကိုပညာပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကရင်ပြည်တွင်စစ်တပ်စစ်ကြောင်းများကဖရူဆိုထီရောက်ရှိလာပြီးစစ်တပ်ကိုအနိုင်ယူနိုင်ရေးစီးလုံးညီညွတ်မှုအရေးကြီးကြောင်း KNDF စီဦးစီးချုပ်ကဒူစီဦးစီးချုပ်ကိုမော်ဝီကပြောထားဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့ဒါဒီသတင်းကိုမနေ့ကလည်းတင်ဆက်ခဲ့တယ်ပေါ့နော်အခုကထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့တခြားကြောင်းမဟုတ်ဘူးဒီမှာဆိုရင်အသေးစိတ်ရေးထားလို့ပေါ့နော်ကျွန်တော်တို့တလားတလားကရင်ပြည်နယ်မှာအခွန်ရရှိမှုက3000လောက်ရှိတယ်တဲ့ကျွန်တော်ဒီနေ့မှာပထမအုပ်စုထုတ်ပြောခြင်းလည်းဖြစ်ပါတယ်တဲ့အဲ့ဒီ3000မှာ3400လောက်ကကာကွယ်ရေးဘက်မှအသုံးပြုတာရှိတယ် 3000လေးတောင်းဆိုတဲ့ပတ်စံအရည်အတွက်ဟာဥပမာ AKG 4သိန်းဝယ်လို့ရပါတယ်တဲ့ကျွန်တော်ဒီမလာခင်မှာစစ်တက်စစ်ဘက်တရင်တရင်ကိုကျွန်တော်တို့သိန်းတယ် AKG 3သိန်းကျော်လေးပဲကုန်တယ်တရင်တရင်ကိုပြင်းပြအဖြစ်ကြည်3သိန်းနဲ့သိန်းလို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်တလားတလားရတဲ့ငွေတွေကကြည်စံ4သိန်းဝယ်လို့ရရင်အနည်းဆုံးတရင်2ရင်3ရင်ကိုအတားလေးသိန်းလို့ရတယ်တဲ့ဒါပေမဲ့စိတ်ပျက်စရာပြောတာမဟုတ်ပါဘူးတဲ့ကျွန်တော်တို့ကအဲ့ဒီငွေကိုတစုတစည်းနဲ့သုံးတာမဟုတ် ਵੇਂ ਨੇ KA ကဘလောက်ပါဆက်ကာလာလာတာက ဘယ်လောက်ပါဆန့် KNT ရောကဘယ်လောက်ပါဆန့်ဆိုခွဲဝေနေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့အရေးကိုအသုံးပြုတဲ့အခါမှာငွေတွေခေါင်းကွဲသွားပြီးတော့ဘယ်တရင်မှမသိနိုင်ဖြစ်နေတာဖြစ်ရပါတယ်ဆိုပြီးမှဒီငွေကြီးသုံးဆွဲပုံနဲ့ပတ်သက်ပြီးတော့တင်ပြထားတဲ့ဟာပဲဖြစ်ပါတော့ဒီနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပသိမ်မြို့၁၄ရွက်ကအုပ်ချုပ်ရေးမှူးမြထေကလူငယ်များကိုအလုပ်ပေးမယ်လို့လိန်ခေါ်ပြီးတော့စစ်မှုထမ်းတပ်သားဖြစ်ငွေကျပ်သိန်း၁၈၀ပြည့်ရောင်းစားညောင်တုံးမှလည်းအုပ်ချုပ်ရေးမှူးမြက စစ်မှုထမ်းကြေးများအစမတင်တိုးမြင့်ကောက်ခံနေရတဲ့ဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲ့တော့အုပ်ကြီးရအခုချိန်မှာဆိုရင်တိုင်းပြည်ခက်ခဲလာတဲ့နေမြပြည်သူတွေကိုပို့ပြီးဒုက္ခပေးလိုက်နေထားရှိတဲ့အတွက်ဒီမှာနာမည်ဖက်ဖက်သွားတဲ့အုပ်ကြီးတွေတော့မကြခင်သူတို့ရဲ့သတင်းစိုးတွေကြားတော့ဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းပုဒ်ကတော့မြန်မာနိုင်ငံတွင်ပြိုင်ဖက်မရှိသောလောင်စာမျိုးတော်အဖြစ်သတင်းမကျွတ်မိကာလမှာပင်မျိုးမော်လမင်မျိုးလေကောင်၌တရားဝင်စတင်ပြုလုပ်နေပြီဆိုသိရပါတယ်နော်အဲ့တော့သတင်းကျွတ်မတိုင်ခင်ပါတွင်ကိုမြောက်ဒီဒီမြောက်မော်လမင်မှာပေါ့နော် ော်လမြိုင်မှာဒီအချက်မဲ့စစ်ကောင်းစီကဒီလောင်စာဝိုင်းတွေကိုတရားဝင်ခွင့်ပြုထားဖြစ်တဲ့အတွက်မြို့လယ်မှာတောင်မှလောင်စာဝိုင်းတွေဝက်ဝက်ကွဲကျင်းပနေတာတွေ့ရပါတယ်နော်အဲ့တော့နိုင်ငံကိုဒီလိုမျိုးလောင်စာတွေလှုပ်ပြီးမှဖျက်ဆီးနေတာဖြစ်ပါတယ်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့အချက်မဲ့စစ်တပ်မှစစ်မှုတန်းစင်တပ်သား၄ဦး KLA တပ်မဟာလေးတရင်စစ်တပ်ထံလင်းဝင်ရောက်ပပျောင်းကိုလုံလာတယ်လို့သိရပါတယ်အဲ့တော့တင်းတားတိုင်းတင်းတားတိုင်းမြို့တွေမှာအချက်မဲ့စစ်တပ်မှစစ်မှုတန်းဟောင်း စစ်မှုထမ်းစင်စစ်သား၄ယောက်ကကရင်မျိုးသားလူလည်တက်မှာတော့ KLA ထံလင်းဝင်လာတယ်လို့ကရင်မျိုးသားစီယုံကသတင်းထုတ်ပြန်ထားလို့သိရတယ်နော်အဲ့တော့မြင်မြန်လင်းဝင်လေးမြင်မြန်အသက်ပေးရလို့လေးဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းအလေးညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းကန့်ကွက်ကြဖို့ကျွန်တော်တို့ရဲ့လေးစားတဲ့တာအမှတ်ကြီးကဒီ UN စီးရီးမှာထုတ်ပေါ်ပြောကြားခဲ့လို့သိရပါတယ်။အဲတော့နိုင်ငံတကာတွေရဲ့ရှေ့မှာအချက်မဲ့စစ်ကောင်စီရွေးကောက်ပွဲကတရားမဝင်ပါဘူးဆိုပြီးတော့ဒီရွေးကောက်ပွဲကပို့ပြီးတော့စိုးတဲ့ ခြေနေစီကိုဥတီသွားပြီးဒီပြင်းပြထန်ထန်နိုင်ငံတကာကဝိုင်းဝန်းကန့်ကွက်ကြဖို့ပေါ့နော်တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်နော်ကဲကျွန်တော်တို့တာမတ်ကြီးကလေးစားစရာကောင်းပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်ပေါ်တာဆွဲမှုအများဆုံးကတော့ရန်ကုန်မှာဆိုရင်လှိုင်တာယာကပေါ်တာဆွဲမှုအများဆုံးမြို့နယ်လို့သိရပါဗျ။အဲ့တော့ရန်ကုန်လှိုင်တာယာပေါ်တာဆွဲမှုအများဆုံးမြို့နယ်ဖြစ်ပြီးတလားလင်လူအယောက်30ထက်မနည်းဖမ်းဆီးခံနေရတယ်လို့တဲ့ပြပို့ထားပါနော်အဲ့တော့လိုင်းတရားတွေလူကြီးထုတ်ချင်းအခြေခံလူန်းစားများခြင်းလှုပ်သွားလှုပ်ပြများခြင်းစစ်တပ်လက်ဝေခံများအားကောင်းခြင်းတို့ကြောင့်ဖမ်းဆီးခံရမှုအများဆုံးဖြစ်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်အဲ့တော့လှန်တရားကခုချိန်မှာဆိုပေါ်တာဆဲခံရမှုအများဆုံး မြို့နယ်ဖြစ်နိုင်မကြီးနေတာဖြစ်တဲ့အတွက်အဲ့မှာရှိတဲ့လူငယ်လူရယ်တွေသတိထားဖို့လိုပါတယ်เนาะညနေပြင်ထွက်တဲ့အချိန်မှာပြင်ထွက်တာမျိုးတွေအဖြစ်နိုင်ရင်တော့သတိထားဖို့လိုပါတယ်เนาะကဲနောက်တစ်တဲ့ဘုတ်ကတော့စေအုပ်စုလုံးမဲ့မန္တလေးရာပြည့်ပွဲမှာပေါင်ခွင့်ရဖို့နန်းစီတဲ့တွေအပြိုင်ဆိုင်ကျိုးပန်းနေရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုင်ရဲ့မျက်နှာရဖို့သူတို့ဘယ်လောက်တောင်ကျိုးပန်းနေလဲဆိုတဲ့ဟာကိုဗီဒီယိုနဲ့တင်ဆက်ထားရလေးရင်ကြည့်လာเนาะမန္တလေးတက္ကသိုလ်ရာပြည့်ပွဲမှာပါဝင်ခွင့်ရဖို့ နန်စီရီယန်ဆရာဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေအပြိုင်ဆိုင်ကြိုးပမ်းနေကြတယ်လို့သတင်းရရှိပါရယ်။မန္တလေးတက္ကသိုလ်ရာပြည့်ပွဲမှာဂီတစီစာအမှုပညာတင်ဆက်မှုအဖြစ်အဆိုအကရင်းနေထည့်သွင်းနိုင်ဖို့တီဆိုကပြလူသူတွေကိုကိုရီးအချက်လက်နဲ့တကွရှောက်လွာတင်ခိုင်းပြီးရွေးချယ်ကအဲ့ဒီဂီတစီစာမှာပါဝင်သူတွေဟာမင်းအောင်လိုင်းလာချင်းလမ်းမေးကနေကပြပြီးကြိုဆိုရမယ်လို့သတင်းကြားကြောင်း မန္တလေးမြို့ကနေကပြောပါရယ်စောစုကလုံမဲ့မန္တလေးတက္ကသိုလ်ရှာဖြေဘွဲကိုအောက်တိုဘာ၄ရက်ကနေ၆ရက်ထိ၃ရက်အကြာကျင်းပမှာဖြစ်ပြီးမင်းအောင်လိုက်နဲ့အဖွဲလာရောက်မှာဖြစ်တယ်လို့ပွဲဝင်ခွင့်ကိုလည်းကန့်သက်ထားတယ်လို့တက္ကသိုလ်ကျောင်းသားဟောင်းတွေကပြောပါရယ်ကဲဒါတော့နော်ချက်ဖက်မင်းအောင်လိုက်ကိုဖားဖို့ပေါ့နော်ဒီမှာဆိုရင်ပြင်ဆင်နေကြတဲ့တင်းမဖြစ်ပါဘူးနော်အဲ့တော့ဘလောက်တောင်မှမင်းအောင်လိုက်ကိုကြောက်ရွံ့နေလည်းမသိဘူးနော်ဒီလောက်ထိတိုင်းပြည်ကိုနေ့တိုင်းမှာဘုံချေတက်ဖြတ်နေတဲ့ကောင်ကိုဒီလိုမျိုးလို့ဒီလိုမျိုးပေါ့နော်ဥညစ်ဖို့ ီလိုဖားဖို့မျက်နှာရဖို့လောက်တာတော့တကယ်ကိုကြည့်လို့ကိုမရပါဘူးเนาะကဲတော့ကျွန်တော်ကြည့်ရမှာကတော့နေပြီးတော့မှဗလီတဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဒီအိနေဝင်ကဘာလို့ပြောလာလဲရှင်းအောင်ကြည့်အောင်เนาะမဟုတ်ပါဘူးဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အယူပါဒမတူမျှတဲ့လူတွေအများကြီးရှိပါတယ်အဲ့လိုရှိတဲ့အချိန်မှာလည်းပဲဗုဒ္ဓဘာသာကိုဝင်ပုံကိုယ်တွေမှာပြိဿ၄ပါးစလုံးဘိက္ခုဘိက္ခုနီဥပဒကဥပသီကာဆိုတဲ့မြတ်စွာဘုရားရဲ့တပည့်တွေကို အခြားဘာသာတွေကိုတွားရောက်တိုက်ခိုက်ရမယ်တခြားဘာသာဝင်တွေကိုတွားရောက်ပြီးတော့ဒုက္ခပေးရမယ်လို့မပြောခဲ့ပါဘူးဥပါလိကိုဆိုလို့ရှိရင်မြတ်စွာဘုရားဗုဒ္ဓဘာသာဝင်ပြောင်းလာတဲ့ဟာတော်မှအရင်အရင်သူကိုးကွယ်ခဲ့တဲ့ဘာသာဝင်တွေကိုကအကြီးအကဲတွေကိုတော့မှဆက်လက်ပြီးတော့အလေးကယူပြုရမယ်လို့ပြောခဲ့ပါတယ်အဲ့တော့မြတ်စွာဘုရားရဲ့သာသနာတော်ဟာကိုအချင်းချင်းညီညွတ်ယုံနေမကဘဲနဲ့ဘာသာမတူတဲ့လူတွေကိုပါကိုယ့်ဘက်က သီလသမารီခံကြည်စွာနဲ့ချစ်ခင်ရင်းနှီးစွာဆက်ဆံရမယ်ကိုကိုထိပါလာရင်သာဘာသာယူကိုဘာသာကိုပျက်စီးအောင်လုပ်ရင်သာအယူဘာသာအားဖြင့်ပုံမတာလွန်တဲ့ဟာနဲ့ပြန်တိုက်ခိုက်ဖို့ပဲပြောခဲ့တာရှိပါတယ်တိုက်ခိုက်ထားတဲ့ဆိုတဲ့စာနဲ့စာလို့ရှိရင်တော့ဝါရတင်ပြီးဆုံးဖြတ်တာမျိုးပဲရှိပါတယ်မြတ်စွာဘုရားရဲ့တာသနာတော်မှာသူတို့ဘာကိုအနာတရားဖြစ်အောင်တိုက်ခိုက်ခြင်းဆဲဆိုခြင်းဆိုတဲ့အားမျိုးတွေမပြုတ်လုခဲ့ပါဘူး ကဲကြားတယ်ပေါ့နော်ဒါကတော့တည်တယ်မယ်ဒီအာဒီမွတ်စလင်ဘလီရဲ့ရှေ့မှာသွားပြီးမှ ရုံးရင်းဆံကသွားလို့တဲ့ဖုန်းကြီးကိုဆုံးမတာဖြစ်ပါတယ်နော်တို့နောက်ထပ်ကြုံမင်းပြောတဲ့တင်းထားအောင်ကြည့်အောင်နော်အဲ့တော့ရွေးကောက်ပွဲပြိုင်မဲ့ဒီပါတီနဲ့ပတ်သက်ပြီး तू ပြောထားတာလေဒီတစ်ခေါက်မှာတက်မလို့နေနေတော်တော်လေးသူလည်းခေါင်းကိုက်ရမှာပြပါဆိုတော့ qualify မဖြစ်တဲ့ပါတီ qualify မဖြစ်တဲ့ကိုယ်စားလှောင်းနေရှိတာကိုကြည့်ပြီးတော့တက်မလို့ဘက်ကလည်းကြည့်ကြည့်ပြီးတော့ သူစိတ်တော့ရောက်ပါတော့ဒီနိုင်ငံတော်အာဏာတာဝန်ကိုပြန်ပေးဖို့အတွက် ကြိလိုက်တဲ့ခါကျတော့လူတွေကဂျိုးဂျိုးနှွေပယ်ကြီးဦးကိုနေခွန်နေဆလောင်းရွယ်လောင်းရွယ်ကြီးခွက်ရွယ်ကြီးဖြစ်နေတော့သူတို့လည်းစိတ်ဆင်းရဲပါပါဆိုတော့သူတို့လွတ်တော်တွေမှာဒီဝန်ထိုင်မဲ့ပုံကိုကြည့်ပြီးတော့ဘလို့လေးစားမှာလေလူပဲဗျာခင်ဗျားတို့ပဲဖြစ်ကျွန်တော်တို့ဖြစ်ဖြစ်ဗျာကျွန်တော်တို့ယူကျွန်တော်ခင်ဗျားတို့ပဲယူလေးစမ်းသာကျွန်တော်တို့ဥဆောင်မယ်ဆိုတဲ့လွတ်တော်ကိုယ်စားလောင်းနေကျွန်တော်တို့တော်နေတာမှလိုချင်သလားစုပ်ပြတ်တဲ့နေကောင်မြင်နေလားအခုတတ်မတော်ရာရှိတတ်မတော်ထိပ်ပိုင်းကောင်းဆောင်နေကောင်းတော့လေလွတ်တော်ကြီးကိုဥဆောင်မယ်လူတွေက တမတော်သားတွေကိုလည်းလက်ခံနိုင်တော့တယ်လေးစားထိပ်ပုံကိုယ်တွေဆိုရင်တော့ကောင်းတာပေါ့ဗျာအဲ့ဒါဆိုတမတော်ကလည်းလေးစားပြီးတော့ဆက်တော်တယ်ဟိုကလာမယ့်ကောင်ဂျိုဂျိုနေပြည့်တွေဟိုကအိုးရဆလောင်းရွယ်တွေဆိုတော့ကြည့်ပြီးတော့သူတို့လည်းစိတ်ဆင်းရဲမှာအဲ့တော့တူကတမတော်နေနေဘာလို့ ਆ လဲဆိုတဖြည်းဖြည်းနဲ့သူ့မှာဟိုသူ့ရဲ့ရှိတဲ့အင်အားလေးထုတ်ထုတ်ပြီးတော့ပေးရတယ်ဟိုကရောက်လာထုတ်ပေးရတယ်ဘောရောက်လာကဲသူသူ့ရဲ့ရှိတဲ့အင်အားလေးထုတ်ပေးရသူ့မှာတမတော်နေမှာရှိတဲ့အင်အားလေးအချို့တွေကိုကဲဖြစ်တယ်ဖြစ်ချင်တယ်ဒါဆိုဒုက္ခပဲဆိုပြီးတော့ထုတ်ပေးရတယ်ဘောရောက်လာတယ်အဲ့တော့ထုတ်ပေးနေတမတော်ရဲ့တရားတချို့နေရာတွေက နေရာပေါင်းဆောင်သူဖြန့်ဝင်နေရာယူရတယ်ပေါ့လေဖြစ်လာတယ်ဒါတမတော်ရဲ့ဟိုကင်းခြင်းပဲဆိုတော့ဒါကတစ်ချက်ပေါ့နော်ဆိုတော့ဘာလို့ဂျိုဂျိုနေပဲလွတ်တော်ကိုလောက်ဂျိုဂျိုနေပဲလို့ပြောလဲမင်းကျွန်တော်ပို့ဝင်လဲပြောမယ်ခင်ဗျားတို့ဟိုပါတီကြီးတစ်ခုကကိုယ်တော်လေးလောင်းတယောက်ဆိုရင်လွန်ခဲ့တဲ့ချက်ပေါ့ပဲပေါ့ကြာသေးခင်ပေါ့ဒီနေ့ထဲမှာပဲနော်ဒီဟိုစကားဝိုင်းတစ်ခုမှာသူဘာပြောလဲဆိုတော့တချို့တွေကဗိုလ်ချုပ်ကြီးကိုနောက်ကျောက်ထားနေတဲ့သူကိုစူးစမ်းနေတယ်။တချို့ပုံကူတွေကတချို့လူတွေကဗိုလ်ချုပ်ကြီးနောက်ကျောက်ထားနေတဲ့သူကိုစူးစမ်းနေတယ်။တချို့ပုံကူတွေဗိုလ်ချုပ်ကြီးရှေ့မှာဘာတွေကောင်းတော့လို့ ဲ့လူကိုရှေ့မှာတော့ချီကျူးသူတွေနောက်ကွယ်မှာတောင်းတောင်းတာတို့ကိုကြိုးစားနေတယ်လူရဲ့လောက်ရတကူခင်ဗျားတို့ကျွန်တော်ပြောပြအဲ့ဖြစ်စဉ်ဘသူလို့နာမည်မတက်ဘူးဘွားလို့နာမည်မတက်ဘူးဘယ်ပါလို့နာမည်မတက်ဘူးဒါပေမဲ့ဘာပြောဘူးလဲဆိုတော့ပြောတဲ့အကြောင်းကိုပြောပြမယ်ဘာလဲဆိုတော့ကျွန်တော်ပါတီထဲမှာတဲ့ကျွန်တော်ဆွေးနွေးထားတယ်တဲ့သူဆွေးနွေးတဲ့စကားဘိုးချုပ်မှုကြီးကိုနောက်ကျတော့ထိုင်းထုံးနေတဲ့ကွက်ကြီးဘိုးချုပ်မှုကြီးကိုနောက်ကျတော့ထိုင်းထုံးနေတဲ့ကွက်ကြီးကျွန်တော်ပါတီကျွန်တော်ဆွေးနွေးထားတယ်တဲ့ဘိုးချုပ်မှုကြီးတမရမလုပ်သေးဘူးဘိုးချုပ်မှုကြီးတမရလုပ်ရင်နိုင်ငံတကာကလည်းအဆက်တူလူလုံးပြောဘိုးချုပ်မှုကြီးတမရမလုပ်သေးဘူးမလုပ်သေးဘူးကျွန်တော်ပါတီဘက်မှာထိမှန်မှကျွန်တော်ဆွေးနွေးထားတယ်မဖြစ်သေးဘူးဘိုးချုပ်မှုကြီးတမရမဖြစ်သေးဘူး ဟာအဲ့လိုအဲ့လိုပြောတယ်ခင်ဗျာအဲ့အဲ့လူတယောက်ကအဲ့လိုပြောခဲ့မှုတယ်ကျွန်တော်အားသိတော့ဟာဒီလူပြောတယ်ဟာပြောတယ်ဟာသူတကယ်အဲ့လိုပြောတယ်သူဒီလူမာလဲဟာပြောတော့ဒါဟိုလူကြားသူကြားမှာထွက်ပြောရင်ဒါဟိုလူရှိသူရှိမှာထွက်ပြောရင်ဒါဆိုရှယ်မီဒီယာမှာတက်ပြောရင်ဒါ तू ကတက်မလို့နဲ့ဘူဇူကြီးထောက်ခံတယ်လို့လို့နောက်ွယ်မှာကျတော့အဲ့လိုတွေ့တာဘူဇူမကြီးတော့တော်တော်ဖြစ်သေးဘူးဆိုတော့ तू တွေ့တာအဲ့လိုတွေ့တယ်ဆိုတော့ဘူဇူမကြီးတော့နောက်ကျတော့ထိုင်းထုတ်ကိုစ조사တယ်အဲ့လူကအဲ့ပုဂ္ဂိုလ်ကအဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ပါတီအတွက်တော့အဲ့ပုဂ္ဂိုလ်ကပုံနေတယ်ပုံနေတယ်ငခုံးမှာ အဲ့ပါတီကလည်းပုံနေတဲ့ငခုံးပေါ့မဖယ်တာတော့တပါတီလုံးပဲလွဲနေလာတော့ကျွန်တော်မသိဘူးပုံနေတဲ့ငခုံးမှကျတော့မဖယ်ဘူးသူတို့အဲ့တိုင်းပဲဆက်ပြီးအနံ့အနံ့တရောင်းနဲ့ဆက်သွားဖို့ကြိုးစားနေတော့အေးကြတဲ့တစ်ချိန်ချိန်မှာအဲ့ပါတီဒုက္ခအောင်လိမ့်မယ်တစ်ချိန်ချိန်မှာဒုက္ခအောင်လိမ့်မယ်ဒါမှလည်းပြဿနာမရှိပါဘူးဟိုဟိုလူတော်တွေအများကြီးရှိတဲ့ပါတီပဲနော်ဒီလိုတကောင်တည်းပုံတွေငခုံးမှပါလာမှာပဲနော်အဲ့တော့သိပြီကျွန်တော်တို့အများကြီးတော့ပြောလို့ပေါ့နော်ဆိုတော့ ကဲဒါတော့ဗောနော်ရွှေကောက်ပွဲမှာဒီကိုစလေလောင်းနေဂျိုဂျိုနမဲပိတ်တွေများလို့စစ်တပ်ကလူတွေကိုယူနီဖောင်းချိန်ပြီးမှဝင်ခိုင်းပါတယ်ဆိုပြီးမှဗောနော်ရှောက်ပြီးတော့ပြောင်းလဲပြောင်းစားနေပြောနေတာဗောနော်အဲ့တော့အားလုံးလည်းသိပြီးသားချက်ဖတ်မှာဆိုရင်လည်းအခုဆိုရင်ချက်ပစ်စစ်တပ်ကဗောနော်ရာရှိတွေကယူနီဖောင်းတွေပြောင်းပြီးရောက်လာရှိပါတယ်နော်အဲ့ဒါတွေကိုခုခံခါကိုပြောပြနေဖြစ်ပါတယ်အဲ့တော့စစ်တက်စစ်တက်ကတော့နော်စကားတဲ့သူအကြံစီရရှိပြီးသားပါเนาะအဲ့တော့ဒီရွေးကောက်ပွဲကလည်းကြွတ်ဖွင့်နိုင်မယ်ဆိုတော့အားလုံးကခံမှန်းမိသားဖြစ်ပါတယ်ဘာလို့လဲဆိုတော့စစ်တက်ကထိရောက်ထားလို့စစ်တက်ပါတီဖြစ်နေလို့ပါပဲเนาะ ကဲကျွန်တော်နောက်ထောင်မဲ့တင်ကတော့မနီကာပန်ဆယ်လို့တော်လိုင်းကနေဒီရက်နာတယ်ဆိုတဲ့တင်နဲ့ပတ်သက်ပြီးတော့ဗောနော်အားလုံးလည်းသိပြီးသားဖြစ်ပါတယ်အခုဆိုရင်ဒိုင်းနဲ့ပတ်သက်ပြီးတော့ထောက်ဖို့တအုပ်ဖြစ်တယ်မသတိအရာလေးသူရဲ့ခန်းစားချက်ဒီပြောလာတယ်နောက်ထောင်ကြည့်လာနော်ပန်ဆယ်လို့တင်လိုက်တဲ့အပုတ်လေးနဲ့ပတ်သက်ပြီးတော့မှနော်ဒါတော်များများစိတ်မကောင်းဖြစ်ကြရပါတယ်။မဟုတ်လို့ဆိုလို့ရှိရင်ပန်ဆယ်လိုရဲ့ပါဝင်မှုကဒီမှတမ်းမှအားထားရဖြစ်တယ်ပေါ့နော်။တော်လည်းမှာဒီမှာအားတည့်ရဖြစ်တယ်။နော်။သူပါဝင်ခဲ့တဲ့တော်လည်းရဲ့ဆာရဒီနေ့ဒီချိန်ဒီပါဝင်ခဲ့တဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့လောက်လုံနိုင်တဲ့သူကိုမရှိသေးဘူး။ เนาะသူ့လောက်လုံးနိုင်တဲ့လူမျိုးမရှိသေးဘူးဟောက်ကိုကဏ္ဍမှာပေါ့ရှင်เนาะအဲ့တော့တခုခုအာကမ်ပိန်းမဲလို့လို့เนาะလေလံမဲတင်တင်သူကလုံရင်ရာခိုင်နှုန်းဖြစ်အောင်ရင်အဲ့လိုအမျိုးသမီးတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လေစစ်ကောင်စီဘက်ကနေပြီးတော့သူ့ကိုပုတ်ကတ်ထားပြီးတော့မတိုက်ခိုက်တာဒါဘောမတွေတိုက်ခိုက်တယ်ဘောမတွေတိုက်ခိုက်တော့ပထမတော့မှတော့ကျမတို့ပြည်သူတွေကတော်တော်လေးဟိုသူ့ဘက်ကိုကောက်ွယ်ကြတယ်ပေါ့เนาะနောက်ပိုင်းမှာတွေးပြနေနှစ်ကြလာတယ်နှစ်ကြလာတဲ့အခါမှာเนาะပန်ဆယ်လိုတင်တဲ့ကိစ္စတွေပန်ဆယ်လိုစိုင်ဖွင့်တဲ့ကိစ္စတွေပန်ဆယ်လိုဘာပဲလှုပ်လှုပ်ကိုပြောကြဖြစ်လာတယ်ဒါပါလဲဆိုတော့ ငွေနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ရဒီလိုအပြောမခံချင်ရင်ပတ်ဆိုင်လို့အနေနဲ့ဒီငွေနဲ့ပတ်သက်တဲ့အလုပ်တွေကိုရပ်ပြင်မှရနော်ရပ်ပြင်မှရမရပ်ပြင်တော့ဒီလိုအပြောခံရအောင်ပါအဲ့လိုပဲကျွန်တော်တို့ကတော်လိုင်းရေးပါငွေနဲ့ပတ်သက်ပြီးတော့တော်လိုက်ရဝေးဝေးပဲသုံးနေရတာဖြစ်တဲ့တော့ငွေလို့ပဲနော်ငွေလို့ချင်လို့ရှိရင်ကျမတို့ကအဲ့ဒီငွေနဲ့ပတ်သက်ပြီးတော့လုံနေတဲ့လူတယောက်နော်ကျမတို့ကအများကြီးနားလဲပေးမှရမယ်အဲ့ဒါမှမဟုတ်ရမယ်အဲ့တော့ကျမတို့ကကြားချပြီးဘဲလန့်နေနေသွားမှာပဲရမယ်ဟုတ်လား ်ဘယ်စလိုနေနဲ့သူအများကြီးရှင်းပြလာတယ်ပြဿနာတခုခုဖြစ်နေသူဘက်ကမရှင်းနိုင်တာမရှိဘူးအကုန်လုံးရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့အချိန်မှာလေတေးသေးချာချာလိုက်မကြည့်ကြဘူးစီရင်စရားလေးလိုက်မမှတ်ကြဘူးသူတို့ပြောချင်တာပဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူတို့ကသူတို့ပြောတာမှန်နေတာဘယ်စလိုစီရင်စရားကိုသိချင်တာမဟုတ်ဘယ်စလိုခိုးတာမခိုးတာကိုသူတို့မသိဘယ်စလိုပြန်ရှင်းနေစရင်မှန်လားမှန်မမှန်လားသူတို့မသိချင်သူတို့သိချင်တာသူတို့လိုချင်တာကဘယ်စလိုခိုးလဲဒါပဲသူတို့လိုချင်တာနော်အဲ့ဒါကဘောမကြီးဒီပဲလုံနေတာလားဆိုတော့မဟုတ်ကိုယ့်ဘက်ကလုံနေခင်းနေလဲလုံနော်ယောက်ျားတွေက ကိုယ့်ဘက်ကလူလုံးပို့ပြီးဆွေးဆိုတာပေါ့နော်စိတ်မကောင်းဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်မပြောမယ်ဟုတ်လားမဆယ်လို့ဟာစစ်ကောင်စီရဲ့အလိုတော်ဖြစ်နေတာနဲ့တင်ကိုကျွန်တော်တို့အားပေးရတာတန်တယ်ဝင်ရတာတန်စစ်ကောင်စီဆက်ဆက်ထိခါနာနေတဲ့ပန်ဆယ်လို့ကတခုံးပြောလိုက်တခုံးအဲ့ဒီစစ်တပ်ထဲမှာပြရရတွေခတ်သွားတယ်အဲ့ဒါနဲ့တင်ကျွန်တော်တို့ကအားပေးရတာတန်တယ်နော်ကျွန်တော်တို့တော်လိုင်းရေးမှာအင်အားအများကြီးလိုအပ်တာဒီလိုအင်အားကြီးနေတဲ့လူတွေရောတော်လိုင်းရေးမှာဆက်မပါလာတော့တာကျွန်တော်တို့မှတောင်းရှိတယ် တော့တော်လည်းအဖွဲ့စည်းတွေမှာတောင်းရှိတယ်။အဲ့တော့သူနဲ့လုပ်ခဲ့တဲ့အဖွဲ့စည်းတွေမှန်တယ်မြ။သူထောက်ပံ့ခဲ့တဲ့အဖွဲ့စည်းတွေမှန်တယ်မြ။အားလုံးသူ့ကိုဝင်ရဖို့လို့လေ။ဟုတ်လား။သူ့ကိုဝင်ရဖို့လို့လေ။သူ့ရဲ့ဖြည့်ရှင်းချက်တွေတည်တည်ချာချာနားထောင်ပေးဖို့လို့လေ။တောင်းဝန်ရှိတဲ့လူတွေသူနဲ့လက်တွဲခဲ့တဲ့လူတွေလိုရင်းလိုသလိုနော်တော်လည်းအမှဝင်လိုရင်းလိုသလိုသူ့ကိုအတုံးချခဲ့တဲ့လူတွေအနေနဲ့အခုချိန်မှာဝင်ရဖို့လို့လေ။စာထုတ်တင်တယ်။နော်စာထုတ်တင်တယ်။အဲ့တော့ခိုးတယ်မခိုးဘူးဆိုတာသူ့အနေနဲ့လုံးလုံးငင်းလိုက်ရင်တော့ဒါသူ့ကိုခိုးတယ်လို့ဆွဆွဲဆွဆွဲပေါ့ရှင်နော်။အခုကသူဖြည့်ရှင်းနေတဲ့ကိစ္စဖြည့်ရှင်းနေတဲ့ကိစ္စမှာ ော်သူဖြူရှင်းချက်ကိုလည်းမလိုချင်ဘူးဆိုလို့ရှိရင်တော့ဒါရှင်တို့ကိုယ်တိုင်မှန်းသိလို့ CYA ဒီဘက်ကိုထုတ်ဟုတ်လားနော်ရှင်တို့ကိုယ်တိုင်မနာလို့ဖြစ်နေတာရှင်တို့ကိုယ်တိုင်မလိုအပ်နေတာသူ့ကိုအဲ့တော့သူ့လောက်လုံးနိုင်တော့ရှင်တို့လုံးပြီဟုတ်လားတကယ်လို့ရှင်တို့ကသူ့လောက်လုံးနိုင်တယ်ဆိုလို့ရှိရင်တော့ကသူ့ပါတဲ့အတွက်သူ့အင်အားပါတော့အင်အားနှစ်ခုဖြစ်မနေဘူးလားအင်းဟမ်ယောက်ျားကြီးတွေဖြစ်ပြီးတော့နောက်လျှောက်တိုက်ခိုက်နေတာမိမိကလေးခံနိုင်မှာတော့လေးမနစ်ကြီးတိုက်ခိုက်လာတာတခုခုပြဿနာဆိုလို့ရှိရင်ကိုယ့်ဘက်အကောင်ကြီးကထုတ်တာထုတ်ပါစေသူတို့ကတော့ဟိုသူ့ရဲ့ပုံမြင်သူကြီးလေးပန်ဆယ်လို့ကဟုတ်တယ်မလားသူတို့ထုတ်တာတော့ထုတ်ပါဒါပေမဲ့ကျွန်တော်တို့ဘက်ကဟုတ်တယ်ဟို သတိမထားဘဲနဲ့ဘီယုမဆိုင်နေတဲ့ဟိုဟိုဘက်ကကောင်ကြီးထုတ်လေကျမတို့ဘက်ကလူကြီးကလက်ညှိုးသွားဆိုဟုတ်လားတယောက်ယောက်ကမဟုတ်တာပြောရင်လေကျမတို့ဘက်ကလူကြီးကသူ့ကိုတိုက်ခိုက်တိုက်ခိုက်စရာ तू ကသူပြောသလိုပဲထိထိဖြစ်နေတာနော် तू အများကြီးပါဝင်နေနိုင်တာ तू အနောက်ကမလိုက်ချင်ကြဘူး तू လောက်မတော်ဘူးလို့ပြောမခံချင်ကြဘူးယောက်ျားလေးကယောက်ျားကြီးဓာမဲ့နေတယ်နော်အဲ့တော့မနာအဓိကတော့မနာလူစိတ်ပေါ့ရှင်နော်မနာလူစိတ်ကိုကျမတို့တိုက်ခိုက်လိုက်လို့ပန်ဆယ်လိုနောက်မှာရှိနေတယ်ပန်ဆယ်လိုအားပေးနေတဲ့ပုံလိုပါလေရှင်တို့စီပူပြောင်းလာမှာပေါ့လို့လားကျမပြောချင်တာကကျမတို့တော်လိုင်းကြီးမှာအမျိုးသမီးတွေရဲ့ပတ်ဝန်းကျင်လုံးအားတဲ့ဆက်ဆက်900000လောက်ရှိတယ်တဲ့နော်ဒါစစ်တမ်းကောက်ပြီးတော့ ုသေသနာပြုတ်တဲ့လူတွေကပြောတာပေါ့ရှင်နော်အဲ့ဒါကတော့ကျမပြောတာမဟုတ်ပါဘူးနော်ဆရာမကြီးဒေါက်တာမီမီဝင်းဘတ်မလေးရှားလာတော့ကသူ့ရဲ့မိန့်ကွန်းထဲမှာပြောသွားတဲ့စကားလေးဖြစ်ပါတယ်နော်အဲ့တော့ကျမကိုယ်တိုင်လည်းအမျိုးသမီးဖြစ်နေတဲ့အတွက်အမျိုးသမီးတွေရဲ့ပါဝင်နေရတဲ့အခမ်းအနားတွေကျမအနည်းငယ်ပြောပြချင်တယ်ကျမတို့အမျိုးသမီးတွေဟာဒီတွန်လိုင်းကြီးမှာပါလာရင်လည်းကောင်းဆောင်နေရပါကြတာများတယ်ဘာလို့လဲဆိုတော့အမျိုးသမီးတွေဟာအမျိုးသားတွေတက်ပို့ပြီးတော့မှအကွက်မြင်တယ်နော်ဒါအမျိုးသားတွေစိတ်မဆူကြနဲ့အမျိုးသားတွေကတက်ဖြောင်းနေသွားတာတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ဝုန်းဆိုဝုန်းချပလိုက်ပါသိရမလားအမျိုးသမီးတွေကတော့အဲ့လိုပေါ့ကြိုးကြောင်စင်နေပြီးတော့သွားတယ် နော်ဒီ campaign တစ်ခုပဲလုပ်လို့ project တစ်ခုပဲလုပ်လို့ဘယ်လိုသွားရင်ဘယ်လိုပိုရှားနိုင်လဲပြည်သူဘယ်လိုပါလာအောင်ဘယ်လိုစကလုံးသုံးရမယ်ဆိုတာအမျိုးသမီးတွေကသိအမျိုးသားတွေကမသိဘူးမသိတဲ့အတွက်အမျိုးသားတွေ campaign လုပ်တာအမျိုးသမီးတွေ campaign လုပ်တာအများကွာမတူဘူးနော်အဲ့လိုမျိုးအနေထားမှာကျမတို့ကအမျိုးသမီးနောက်ကနေပြီးတော့မိမတွေဥဆောင်တာကိုမလိုချင်တဲ့လောက်ကြတာတွေက60ထဲမှာကိုးကြက်ပိုင်လုံးရှိကျမတို့တွေ့ကြုံရတယ်တွေ့ကြုံရပါနော်တို့မလုံနိုင်ဘူးလားဆိုတော့ကျမတို့ထက်တို့မှာပိုပြီးအင်အားများလဲပြတော့တို့မှာလုံနိုင်တဲ့အတိုင်းအတာရှိတယ်။ဒါပေမဲ့ဒီငွေနဲ့ပတ်သက်တဲ့ဖန် ဖန်ငွေရှာတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်အမျိုးသမီးတွေကိုလိုက်မမိပါဘူးလောက်ကြတယ်နေရာနော်အဲ့တော့အမျိုးသမီးအနောက်ကနေပြီးဟိုမလိုက်ချင်ကြဘူးဆိုလေယောက်ျားတော်တော်များများနဲ့ကျမကြုံခဲ့ရမှုလေနောက်ခုကကျမတို့ဒီတော်လိုက်ရေးကာလမှာကျမပေါင်ဝင်ခဲ့ရတဲ့အတိုင်းတာနဲ့ပြောရဲဆိုလို့ရှိရင်ပြောရမယ်ဆိုကျမတို့ဟာလာလက်မှတ်တွေရောင်းနေ ဆိုတော့ညဘက်တွေလည်းမူသားရည်နဲ့ရှင်းသွင်းပြီးသွားတယ်။ဘာလို့ဆိုတော့အမျိုးသမီးကမပောင်ဝင်လည်းမပောင်ဝင်ကြအောင်။ပောင်ဝင်ပြီဆိုလည်းခေါင်းဆောင်နေအားနေပောင်ဝင်ကြတာများတယ်။ဘေးရက်ကောင်မှပြပြသွားကြည့်လိုက်။ဟာတော်လန်ရေးအတွက်ဟာငါလိုက်ပေးမယ်ငါလိုက်လုပ်ပေးမယ်။ငါလူခံပေးမယ်။အဲ့အမျိုးသမီးကတော့တော်တော်များများရှိရနေပြီ။ဟာဟိုတဆိုင်တော့တဆိုင်ဝင်ဟာလိုက်ခဲ့လုံးမထဲကြပါညာဆိုတော့အမျိုးသမီးကလည်းအအမျိုးသမီးတွေကပဲအပေါင်းအလင်းတန်တန်နဲ့စီယုံကြီးပြောတာအရင်ကောင်းတာ။အမျိုးသားတွေကရှက်တယ်သူပြော။အာလာကြီးလာကြီးလာကြီးဆိုအမျိုးသားတွေကသိမရှိဘူးကြာ။ကဲဒါကတော့မသိသိအေးပြပြထားတယ်။ဒါဒီသူ့ရဲ့ရံပုံငွေကောက်ခံပွဲနဲ့ပတ်သက်ပြီးတော့နော်ဒီ စ조사နေတာတွေပြပြဖြစ်ပါတယ်เนาะအဲ့တော့ဘာပြောဒီ parcel လိုကိစ္စနဲ့ပတ်သက်ပြီးတော့ချို့တရအမျိုးမျိုးအမြင်တော့အမျိုးမျိုးရှိမှာပေါ့เนาะအာဒီခါလေးကြာရင်ကျွန်တော်တို့မသိနိုင်တဲ့အရာတွေလည်းရှိတယ်ချို့ကြလည်းဒီအာငွေကြေးဒီဒီလေပြက်လက်နဲ့ကိစ္စနဲ့ပတ်သက်ပြီးမေးတာလည်းရှိရောเนาะအဲ့တော့ဘယ်လိုပဲပြောပြောဘယ်လောက်ပဲဆွတ်ဆွဲခဲ့ဆွတ်ဆွဲခဲ့ယနေ့ထိတိုင်အောင် ဒေါ်လာကြီးကိုဒီဇိုင်းမဲ့မပါဝင်ခဲ့တာကိုကျွန်တော်တွေ့ရပါတော့နားသွားတယ်ဆိုတာမရှိဘူးသူလည်းဖြည့်ရှင်းခဲ့ရလိမ့်အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဖြည့်ရှင်းခဲ့တာမှန်တာမှန်တာလေးထက်ဆိုင်ကျွန်တော်အနေနဲ့တော့ဒီနေ့ထိတောင်ပါဝင်တဲ့လူတစ်ယောက်ကိုအသုံးပြုနေတဲ့လူတစ်ယောက်ကိုတိုက်ခိုက်တာမျိုးမဟုတ်ပဲနေပေါ့နော်ကဲလို့အာသူထားပါတော့ပတ်စံခိုးထားတာချက်လက်ရှိတယ်ဆိုရင်လေတိတိကျကျဆေးမှတ်ဒေါ်လာကြီးပြီးသွားပြီဆိုဒါတွေကလိုက်လှန်ပြီးတော့ရေးလို့ရတာပဲနော်အဲ့တော့ဒေါ်လာကြီးပြီးသွားမှပြောပေါ့အခုချိန်အထိဒေါ်လာကြီးမှာပါဝင်တဲ့လူတစ်ယောက်ကိုထွက်သွားတဲ့အဆင့်အထိပြောတာမျိုးကတော့အရင်စင်မပြောလို့ထင်တယ်ဘာပြောလို့လဲဆိုတော့ ဒီ online မှာဘယ်သူက perfect ကောင်းနေလို့လဲเนาะနဲ့အားနေတဲ့နေတာများတာတယောက်နဲ့တယောက်ရှိတည်ကြတယ်เนาะအဲ့တော့ तू ချမပြရလဲ तू ချမပြကြအကြောင်းရင်းရှိလိမ့်မယ်ဒါပေမဲ့ကိုယ့်ဘက်ကဒီ तू တချို့လူတွေဆွဆွဲထားတဲ့ကတေးကြတယ်ဆိုရင်လဲ online ပြီးလေးချိန်ကြဆွဆွဲပေါ့အော်ဒါတရားဥပဒေနဲ့ဖြည့်ရှင်းကြပေါ့เนาะအဲ့လိုလုပ်ရင်တော့ဒါအကောင်းဆုံးပေါ့เนาะအခုဆိုရင်တော့ဒီ online မှာတကယ်ပဲအားထားရတဲ့ဒီထောက်ဖို့တယောက်ယော့သွားတယ်ပေါ့เนาะအဲဒါအပြင် तू လိုပဲထပ်ပြီးတော့အတိုက်ခတ်ခံရအောင်မဲ့ထောက်ဖို့တွေအများကြီးရှိနေပါတယ်เนาะ champion စစ်ကောင်စီက ခုဆိုထောက်ဖို့တွေကိုဥတီဖြေနေနေနေဆိုအလုံးနဲ့တိပဲဖြစ်ပါတယ်။ထိုင်းမှာရှိတဲ့ကိုစီတို့ဆိုလည်းဒါနေနေခံနေရတယ်ဗောနော်။ဒါပေမဲ့လည်းကိုစီတို့အခုချင်းကြီးတော့ရက်တည်နိုင်ပေမဲ့လည်းတကယ်ဟိုဗောနော်ငွေချင်းရတောက်တင်တဲ့အချမ်းဖက်စစ်ကောင်စီလိုမျိုးအဖွဲ့တွေကဟိုဒီဇိုင်းမမတ်နေနေလာတယ်တော်လန်လာတယ်လှုပ်လာတယ်ဆိုရင်တော့ဒါရရှိမပြောမရဗောနော်။အဲ့တော့ဘာပဲပြောဒီ parcel လိုကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်မျိုးမျိုးရှိတဲ့အထက်မှာကျွန်တော်ရဲ့ဗီဒီယိုကြည့်နေသူတွေလည်းဗောနော်ဘလို့မြင်နေရှိလဲ comment တွေမှာရေးခဲ့ပြီးပါဗောနော်။ ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြမြေဘပြည်သူရောက်စတဲ့ထူးပဲကျေးဇူးတင်ပါတယ်ခုရပိုင်းမှာတော့เนาะနိုင်ငံတကာမှာအတိကရုံးနေဖြစ်နေတယ်မနေ့ကလည်းဖိလစ်ပိုင်မှာဒီငလင်းလုတ်သွားတဲ့ကိစ္စနဲ့ပတ်သက်တဲ့လူများစွာတည်ကြည်တယ်ဆိုတော့တွေ့ရတယ်ပေါ့เนาะအစားဆုံးချိန်ပြချာမြေပပီသူရောက်စတဲ့ဒူဝဲချစ်စတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဘက်မင်းအောင်လိုင်းစစ်ပေးငလင်းပေးပြီးရင်ဒီပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ